ယရှားရောက်မင်းအောင်လိုင်က Nova Civis မြို့အချုပ်ရီမှုခုံလက်ဖက်တုံနဲ့ငါးတလောက်ပေါင်းသွားကြွေးပြီးလက်ဖက်ရည်တိုင်ရန်ကုန်စကင်ဘာလာ25ရက်ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့်အကြမ်းဖက်မင်းအောင်လိုင်က Nova Civis မြို့အချုပ်ရီမှု Mr. Travnikov Andrei Alexandrovich ကိုလက်ဖက်တုံနဲ့ငါးတလောက်ပေါင်းသွားကြွေးပြီးလက်ဖက်ရည်တိုက်ခဲကြောင်းအကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ပါသည် စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာသွားသောမင်းအောင်လှိုင်ကရုရှားနိုင်ငံ Nova Sibis မြို့တွင်ခီးတထောင်အဖေခဏရပ်နားခဲ့ကြောင်းထို့သောရပ်နားစဉ်မင်းအောင်လှိုင်ကိုလာရောက်ကြိုဆိုသော Nova Sibis မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကိုမြန်မာရိုးရအစားအစာဖြစ်သည့်ငားသလောက်ပေါင်းလက်ဖက်ရည်နှင့်လက်ဖက်တုံးတို့ကို လေးစိတ်တွင်ပင်မင်းအောင်လှိုင်က ကြွေးမွေးခွင့်တောင်းသိရှိရသည်မြန်မာနိုင်ငံကမှအသိအပြင်းစင်လာသည့်မြန်မာရိုးရအစားအစာဖြစ်သည့် လက်ဖက်အုပ်လက်ဖက်ရည်အသင့်အချက်ပြုတ်လိုက်သည့်ငါးသလောက်ပေါင်လို့ဖြင့်တီခင်းအိုက်ခံခဲ့ရာ Nova Civis Data အုပ်ချုပ်ရေးမှုနှင့်အဖွဲ့ဝင်များကမြင်ရက်စွာတုံးဆောင်ခဲ့ကြပြီးမြန်အောင်နိုင်ကမြန်မာရိုးရာစားတောက်ဖွဲ့ရများကပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်ဟုစစ်တပ်ကတည်င်းထုတ်ပြန်ထားသည်မြန်အောင်နိုင်ကရုရှားနိုင်ငံမော်စကိုတွင်စက်တင်ဘာလ25ရက်နေ့မှ28ရက်နေ့အထိပြုလုပ်မိကမ္ဘာအညွှန်းမြူတည်တင်းပြဖော်ရန် ၂၀၂၅အခမ်းအနားသို့တွားရောက်တက်ရောက်နေခြင်းဖြစ်သည်